။ဒီနောက်ခုကတော့ comparison operator ဖြစ်ပါတယ်။ comparison operator ဆိုတော့တခုနဲ့တခုနိုင်ရှင်တာပဲဖြစ်ပါတယ်။နောက်ဒီမှာ variable တစ်ခုပြပါမယ်။ a is equal to 10ဆိုပြီးတော့ variable တစ်ခုရဲ့ cos y equal to y equal to 5ဆိုပြီးတော့ variable တစ်ခုရဲ့ပြီးရင်ကျွန်တော်အဲ့ဒီခုကိုနိုင်ရှင်မှာဖြစ်ပါတယ်။ဒီမှာ console dollar ဆိုပြီးတော့ကျွန်တော်ဒီနှစ်ခုကိုနိုင်ရှင်ပါမယ်ဒီမှာ ဒီ क्वे ပေါ့နော်ဒီခုက2လားဆိုရကျွန်တော်နိုင်ရှင်းပါမယ် KY ဆိုရနိုင်ရှင်းပါမယ်နိုင်ရှင်းတော့ကျွန်တော်မတူရဲ့အတွက်ကြောင့်မလို့ force ပြန်ပြီးထွက်လာပါတယ်မှဆိုရင်ねကျွန်တော် equal to နှစ်ခုတောင်းပြီးနိုင်ရှင်းလဲ force ပါ၃ခုတောင်းပြီးနိုင်ရှင်းလဲ force ပါ okay ဒီမှာဆိုရင် console.log နောက်တစ်ခုကကျွန်တော်တို့ဒီဟာမတူဘူးဆိုတဲ့ဟာကိုပြပါမယ် not equal အရှင်မဒီဖြုတ်လိုက်ပါ not equal comma ace exclamation equal to y okay in semicolon okay no equal ပေးလိုက်တဲ့ချိန်မှာတော့ h နဲ့ y ကမတူဘူးဆိုတဲ့အာကို true value ကျွန်တော် boolean နဲ့ color ဖြစ်ပါတယ်ဒီအပြင်ကျွန်တော်တို့ဘာထပ်ပြီးနိုင်ရှင်းလို့ရသေးလဲဆိုရင်ကျွန်တော်တို့အနေနဲ့ကြီးသလားငယ်သလား greater than less than ဒါမှမဟုတ်ကြီးပြီးတူရလားကြီးပြီးငယ်ရလားအာကိုကျွန်တော်တို့အနေနဲ့နိုင်ရှင်းလို့ရပါတယ် okay ဒီမှာ console console.log အဲဒီမှာ greater than ဆိုပြီးတော့ကျွန်တော်နိုင်ရှင်းလို့ရပါတယ် a is greater than y ဆိုပြီးကျွန်တော်နိုင်ရှင်းလို့ရပါတယ်ပြီးရင်ကျွန်တော်ဒီအရောပဲကျွန်တော် a is less than y ဆိုပြီးတော့ကျွန်တော်တို့ ဒီလိုမျိုးကျွန်တော်အနေနဲ့ပြန်ပြီးတော့နိုင်ရှင်လို့ရပါတယ်ဒီမှာဆိုရင် h ကဒီမှာဆိုရင် x က y နဲ့ g တယ်ဆိုတော့သူက greater than ဆိုတဲ့ဟာ true ဖြစ်ပါတယ်ဒီမှာဆိုရင်လည်း ace က wine ထက်ကြီးတယ်ဆိုတော့ wine ကငယ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ less than true ဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကဒီလိုမျိုးပြင်လိုက်ပါမယ်နော်ဒီလိုပြင်လိုက်မယ်ဆိုရင်ကျွန်တော်လည်း pause နေထွက်လာပါဒီမှာကျွန်တော်အနေနဲ့ကြည်လေးကြည့်မယ်တူလဲတူမယ်ဆိုတဲ့ဟာကိုနောက်ထပ်တက်ပြီးတော့တုံးလို့ရပါတယ်ဘယ်လိုမျိုးကဘယ်လိုတုံးလဲဆိုတော့ကျွန်တော်တို့ console.log ကျွန်တော်ဒီမှာ greater than or equal equal ဆိုပြီးတော့ကျွန်တော်တို့ခေါ်လိုက်မယ်ခေါ်ပြီးရင်ကျွန်တော် screen မှာကျွန်တော် a greater than equal to y လို့ပြီးလိုက်ပါမယ်ပြီးလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ true ဖြစ်တယ်ဆိုတော့ပြပါမယ် false ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော် ကြီးတာပဲဖြစ်ဖြစ်တူတာပဲဖြစ်ဖြစ်ကျွန်တော်တို့နှစ်ခုတည်းတစ်ခု condition ပေါ့နော်ဒီနှစ်ခုတည်းတစ်ခုမှန်လို့ရှိရင်သူ့အနေနဲ့ true value ကိုပြန်ပြီးတော့ return လုပ်ပါတယ်နောက်တစ်ခုက less than တရားပါ okay ကျွန်တော်ဒီမှာကြည့်လိုက်လို့ရှိရင် false value ထွက်ပါတယ်ဘာလဲဆိုတော့ဒီဟာက value ကတူလားမတူလားဆိုတော့ကျွန်တော်ချက်ကြည့်အောင် value ကဒီမှာ x က10 y က5 ။နေရာတစ်ဆက်ရဲ့ 1F5 ဆိုတော့ value ကမတူဘူးမတူဘူးဆိုတော့နောက်တစ်ခုထပ်ကြည့်ရဲ့ 1F GBX ကငယ်တယ်တဲ့။အဲဆိုတော့ကျွန်တော် value ချင်းပြန်ရှင်ကြည့်ရင် X က30ဖြစ် 1F5 ဖြစ်တဲ့အတွက်အကြောင်းမလို့ဒီရဲ့ဟာကကျွန်တော် compare လုပ်တဲ့ဟာမှားနေပါတယ်အကြောင်းကိုသူအနေနဲ့ကျွန်တော်တို့ force ကို return ပေးပါတယ် Okay ဒီမှာကျွန်တော် equal to ပေးတဲ့နေရာမှာကျွန်တော်တို့ဒီမှာ javascript ပေါ့နော် double equal ဆိုရင်သူအနေနဲ့ တူတာကိုပြောပြီးတော့ကျွန်တော် value တွေတူတာကိုပြောပြီးတော့ကျွန်တော်အနေနဲ့ဒီလိုမျိုးပေါ့နော် console dollar ကျွန်တော်တို့ strict equal ဆိုတာရှိပါတယ် strict equal ဆိုတာကတော့ဒီလိုမျိုး၃ခုလုံး equal to ၃ခုလုံးပေါ့နော်၃ခုလုံးထည့်ထားတာကိုကျွန်တော်နေ strict equal လို့ခေါ်ပါတယ် strict equal ဆိုတာကတော့သူ့အနေနဲ့ value တွေရော data type တွေရောတူနေရဆိုတဲ့အကြောင်းကိုပြောနေပြပါတယ်ဥပမာကျွန်တော်ဒီမှာ Z30 ကိုကျွန်တော် string အနေနဲ့ပေးလိုက်မှာပေါ့နော် string အနေနဲ့ပေးပြီးတော့ကျွန်တော်ဒီမှာ Z ပြောင်းလိုက်မယ် Z ပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာနေရှင်းသွားအောင်လို့ဒီလိုလိုင်းနေချ Z ပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ return ပေးတာက true ဆိုတဲ့ဟာကိုဒီ prompt အောင်ဆိုပေါ့နော်ဒီ line နဲ့34မှာရှိတဲ့ဟာက ace တပည့်ကြီးကွတ်တူဆက်ဘုရား true ဖြစ်တယ်ဆိုပြီးတော့ကျွန်တော် return ပေးပါတယ်။ဘာလို့လဲဆိုတော့သူ့အနေနဲ့ဒီ value ကိုကြည့်လိုက်တော့ value က10 10ဆိုတော့သူကဒီနှစ်ခုက2တယ်ဆိုပြီးတော့ return ပေးပါ။အဲဒီ triple equal မှာကျွန်တော်တို့ဇက်တာပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ force value ပေးမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူကဘာလို့လဲဆိုတော့သူက x နဲ့ z ရဲ့ value ကိုကြည့်တော့10 value တော့2ပါပြီတဲ့။ အဲနောက်တစ်ခုထပ်ကြည့်ရဒေတာတိုက်ဒေတာတိုက်ကိုရှင်းကြည့်လိုက်တဲ့အချိန်ကျတော့ x က number ဖြစ်ပြီးတော့ z က string ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီနှစ်ခုကမတူဘူးမတူဘူးဆိုတဲ့အကြောင်းတက်ရောက်သွားပါတယ်။ဟေးဒီကတော့ကျွန်တော်တို့ comparison operator တွေရဲ့အကြောင်းပဲဖြစ်ပါတယ်။